မင်္ဂလာနနက်ခင်ပါဂျေစုဘီယူနာမြေတာတော်နဲ့ရိန်သက်ချင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရေကွန်မြူနစ်ဒူဝိုက်ပူတင်ကတော့29ဒီဂရီရှိပြီးတော့31ဒီဂရီရှိတယ်လို့ခန့်သန်းရရှိနိုင်ပါတယ်ဒေရုရေသွေးကအတင်တင်ဖြစ်ပါတယ်တနိတာလုံးမှာတိမ်တင်တင်ဖြစ်ပြီးတော့မှနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်မြင့်ဆုံးပူချိန်ကတော့31ဒီဂရီဖြစ်ပါတယ် နေ့စဉ်ဝေပြုခြင်းလင်းပြမေလ25ရက်တနင်္ဂနွေနေ့2025သခင်ဖျား၌ဝမ်းမြောက်ခြင်းဒီကချက်စိန်ခေါ်ချက်များကြားမှသခင်ဖျား၌ဝမ်းမြောက်ခြင်းဖက်ရင်ကျမ်းကျယ်ဖိလိပ္ပိဩရစာခန်းကြီး၄ခန်းငယ်၄မှ9သခင်ဖျား၌အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောတပန်ငါဆိုသည်ကဝမ်းမြောက်ကြလောလူပေါင်းတို့ရှိ၌ သင်တို့ဤဖြင်းခြင်းခြင်းသဘောကိုထင်ရှားစေကြလော့သခင်ဖျားသည်အနီးအပား၌ရှိတော်မူ၏အဘယ်အမှုကိုမျှဆိုရင်ခြင်းမရှိဘဲရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကားဆုတောင်းပတနာပြုသောအပြင်သင်တို့တောင်းမဲ့လိုသောအရာများတို့ကိုဖျားသခင်အားကြားဆောက်ကြလော့ထိုသို့ပြုလျှင်အဘယ်သူမျှကြံ၍မမိနိုင်သောဖျားသခင်ဤငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့် ်တင်တို့ဤစိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်အာဘောဂုတ်နာဂတိချံခန်းကြီး၃ခန်းငယ်19မှ38တင်မောတပန်းပေမပွင့်ရအပြစ်ပင်မတိရတန်လွင်ပင်ဤကျေးဇူးကိုမျှော်လင့်၍မခံရလေတို့သည်အတီးနံကိုမပေးရတိုးကြံ၌တိုးကုန်၍တင်းကုန်၌နွားမရှိရသို့တော်လေသာဝရပြား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုအမိပြုလျက်ရှင်လန်းမည် ရှင်ပေါ်လူကဖိလိပ္ပိဩဝါဒစာခန်းကြီး၄ခန်းငယ်၄မှ၄ခုနှစ်မှာအစဉ်ဝဲမြောက်ကြဖို့ထက်ကတလဲလဲသူပြောပါတယ်ဖိလိပ္ပိဩဝါဒစာဒီလဲဝဲမြောက်ခြင်းတည်င်းစကားတွေနဲ့ပြည့်နေတယ်ဆိုတာကို တွေ့ရပါတယ်ဒါပေမဲ့သူဝဲမြောက်ပါလို့အချင်းချင်းတိုက်တွန်းနေတဲ့ချိန်မှာသူကိုယ်တိုင်ကတော့ယောမဆိုရရဲ့အကျဉ်းသားဖြစ်အကျဉ်းနောင်ထဲမှာ နေထိုင်ရတဲ့အချိန်ဖြစ်ပါတယ်အဲ့လိုချုံနောင်ခြင်းကိုခံရတော့လဲပဲ ဝမ်းမြောက်ဖို့သူထက်ကတလဲလဲတင်းသူတင်းသားတွေကိုမှာကြားတယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်ရဲ့နှလုံးသားထဲမှာရင်သက်ခြင်းဝမ်းမြောက်ခြင်းသခင် အုပ်ဆိုးနေလို့ပဲဖြစ်ပါတယ်။သူပေါ်ပြနေတဲ့ဝမ်းမြောက်ခြင်းဆိုတာဒီပျော်ရွှင်ခြင်းထက်စပေါင်းများစွာသာတဲ့အရာဖြစ်တယ်။စိတ်မှန်သောဝမ်းမြောက်ခြင်းဆိုတာဟာနက်နဲတဲ့အတွင်းသဘောကနေလာတဲ့ပျော်ရွှင်မှုကတော့ပြင်ပန်းခြင်းတွေပေါ်မှာမူတည်ပါတယ်။ လူရဲ့သဘောတဘာဝကတော့အောင်မြင်ခြင်းနေပစ္စည်းဥစ္စာပြည့်စုံခြင်းနေကျန်းမာခြင်းနေခြေနေတွေကောင်းတဲ့ခါမှာပျော်ရွှင်နေသို့တော်လည်းပဲဖျားနဲ့သွားတဲ့သူတကယ်တဲ့နှလုံးသားထဲမှာခရစ်တော်တည်ရှိထားတဲ့သူကတော့ခက်ခဲတွေကြားထဲမှာလည်းပျော်ရွှင်နိုင်နေစုံစမ်းနှောက်ယှက်ခြင်းတွေကြားထဲမှာလည်းဝမ်းမြောက်နိုင်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဝမ်းမြောက်ခြင်းဟာပဝင်ခြင်းခြေနေတွေ ကောင်းတာမကောင်းတာပေါ်မှာမူတည်ဘူးဖျားသခင်ပေါ်မှာမူတည်တယ်စာလံကျမ်းခန်းကြီးကိုခန်းငယ်တင့်တဲ့နှစ်မှာအိုးသာဝရဘုရားအစနုပ်သည် စိတ်နှလုံးကျွဲ့မဲ့ကိုရောကိုချီးမွမ်းပါမည်အံ့ပွေသောမှုတော်ရှိသည်များတို့ကိုပြညွန်ပါမည်ကိုရောကိုအမိပြု၍ဝမ်းသာရှင်လန်းပါမည်နာမတော်ကိုသောပနာတခြင်းဆိုပါမည်အမြင့်ဆုံးသောဘုရားလို့ပါရှိပါရယ် ပဝင်းကျင်ချင်းတွေစိုးဝါတော်လဲပဲဖျားသခင်ရှိနေတယ်ဒီအရာတွေဟာလဲဖျားသခင်လက်ထဲမှာပဲရှိတယ်ဖျားသခင်ထိန်းချုပ်ပြုပြနေတယ်ဆိုတာကိုသိလာတဲ့အခါမှာကြီးမွမ်းလာနိုင်တယ်ဝမ်းမြောက်လာနိုင်ပါတယ်ရှင်ဘောလူတိုက်တွန်းတာကလဲသခင်ဖျားရဲ့ကြီးစုတော်တွေကြောင့်ဝမ်းမြောက်ခြင်းထဲသခင်ဖျား၌အစင်မပြတ်ဝမ်းမြောက်ဖို့ပဲမှာကြားထားခြင်းဖြစ်ပါတယ် အဲ့တော့ဝမ်းမြောက်ခြင်းရဲ့အရင်မြစ်ကသခင်ဘုရားဖြစ်တယ်။ဝမ်းမြောက်ခြင်းရဲ့အကြောင်းရင်းကလည်းသခင်ဘုရားဖြစ်တယ်။အဲ့ဒီဝမ်းမြောက်ခြင်းကိုတည်တဲ့ခိုင်မြဲတိုးပွားစေတဲ့သူကလည်းသခင်ဘုရားပဲဖြစ်ပါတယ်။အားကြောင့်မလို့သခင်ဘုရားဘက်ကိုလှည့်ပါ။အလုံးသားထဲမှာရှိတဲ့သခင်ဘုရားကိုအာယုံပြုပါ။ဝမ်းမြောက်ခြင်းနဲ့စီးထွက်လာပါလိမ့်မယ်။အဲ့တော့ဝမ်းမြောက်ခြင်းဆိုတာကတော့သခင်ဘုရားနဲ့အတူရှိနေခြင်းရဲ့အကျိုးရလဒ်ဖြစ်တယ်။ ခင်ဘုရားပေးတဲ့လွတ်မြောက်ခြင်းရဲ့တက်သေးတွေလည်းဖြစ်တယ်လို့သခင်ဘုရားရဲ့တကူတော်ကိုခံစားရခြင်းအတီးပွင့်လည်းဖြစ်ပါတယ်။ဒီကကတော့ဝမ်းမြောက်ခြင်းဆိုတာဒီသခင်ဘုရားကိန်းဝတ်တဲ့အတွင်းနှလုံးသားထဲကစီးထွက်လာတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အငိုတိတ်ယုံနှစ်တိတ်ယုံများမကဝမ်းမြောက်ခြင်းနဲ့ပြည့်နေဖို့သခင်ဘုရားကျွန်တော်နှလုံးသားထဲမှာကိန်းဝတ်နေခြင်းဖြစ်တယ်။လဲကြရာကနေအသက်ရှင်ယုံထထိုင်ယုံများမက မမမမတ် ထဘရမယက်တီရှင်တန်ပြီးတော့မှဘုရားကင်းဝတ်တဲ့တက်တာကိုတက်တည်တူဖို့ဖြစ်ပါတယ်ဧရှာနဂတိကျန်ခန်းကြီး60ခန်းငယ်1နဲ့2မှာတင်ထလော့လင်းလော့တင်ဤအလင်းရောက်လာပြီးသာဝရဖျားဤဘုံတော်သည်တင်ဤပေါ်မှာပေါ်ထွန်းလျက်ရှိ၏ရှိရှုလော့မောင်မိုက်တီမြေကြီးကို ဖုံးလွှမ်းလိမ့်မည်ထူထပ်သောမောင်မိုက်တီလူများကို ဖုံးလွှမ်းလိမ့်မည်သို့တော်လည်းတင်ဤပေါ်မှာသာဝရဖျားသည်ပေါ်ထွန်းတော်မူ၍ ဘုံတော်သည်တင်းအပေါ်မှာသင်ရှားလက်ရှိလိမ့်မည်။ပတ်ဝန်းကျင်မှောင်မိုက်နေပေမဲ့ဖျားရှိတဲ့သူတွေကတော့ထနေတယ်၊လင်းနေတယ်ဆိုတဲ့အကြောင်းကိုပေါ်ပြခြင်းဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကိုဖျားသခင်အလိုရှိတာကလဲကြရာကနေပြီးတော့မှအသက်ရှင်ယုံထထိုင်ယူများမကပဲနဲ့မမမမရက်တီရှင်တန်မှုဘုရားသခင်အလိုရှိပါတယ်ပတ်ဝန်းကျင်ရဲ့ထူတတ်တဲ့အမောင်းတို့ထဲမှာသူ့လိုကိုယ်လို မထင်မရှား ပုံရှိုးွယ်ရှိုးနဲ့မိမ့်မိန်နေဖို့မဟုတ်ဘဲနဲ့တွင်းထဲကလာတဲ့ဖရာရဲ့အလင်းကိုလင်းပြဖို့ရန်ဖရာသခင်လိုတော်ရှိပါတယ်။ကိုဘေးကင်းယုံလီအန်ဒီယမ်ရှိယုံလီလူမုံမများယုံလီတကိုးစာညီချောင်ယုံလီနဲ့ထိုင်တယ်လို့မျိုးထားတယ်လို့မျိုးလင်းတယ်လို့မောင်းတယ်လို့ကူးတယ်လို့နှွေးတယ်လို့မဟုတ်ဘဲနဲ့ပြပြသားသားမမမမရက်တီရှင်တန်ထဘရမမိန်မဲနဲ့လင်းလက်နေဖို့ဖြစ်ပါတယ်။ ဝမ်းနေခြင်းများမကဘဲနဲ့ဝမ်းမြောက်ကြဖို့ဘုရားသခင်အလိုတော်ရှိပါတယ်အဲ့လိုဝမ်းမြောက်နေဖို့ကိုလည်းဘုရားသခင်ဘက်ကအကုန်စင်ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်ဟာဘဂုတ်နဂတိကျမ်းမှာဆိုရင် prophet သည်လူမျိုးတွေအတွက်ဖြည့်ရင်ခြင်းကိုဖော်ပြတယ်အဲ့ဒီထဲမှာသင်္ဘောတဖန်းပင်နေနဲ့တခြားပင်နေအတိမတိဘူးမပွင့်ဘူးတန်လွင်ပင်ရဲ့ခြေစုကိုလည်းမခံရဘူးလေတို့မှာ စဘာကုံဘူးတော့မှာတိုးချန်နေမှာလဲတင်းကုတ်တွေမှာလဲတိုးတွေနွားတွေမရှိဘူးတဲ့ဒါပေမဲ့သူကတော့သာဝရဖျား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်သောဖျားသခင်ကိုအမိပြုလက်ရှင်လန်းမည်လို့ပြောပြပါတယ်ဝမ်းမြောက်ခြင်းဆိုတာဒီပတ်ဝန်းကျင်ခြေနေဒီစိုးဝါးနေတော့လဲပဲဖျားသခင်ပေါ်မှာမိတည်နေရင်ဝမ်းမြောက်လင်လို့ရတယ်ပတ်ဝန်းကျင်ခြေနေဒီစိုးဝါးနေတော့လဲပဲဖျားရှိတဲ့သူမှာဖျားသခင်လူသမ ्या ကို ပံ့ပိုးထောက်ပံ့ပေးနေမှာဖြစ်တယ်။အဲဒါကြောင့်မလို့သူဟာစိတ်ချလက်ချနဲ့ဝမ်းမြောက်နိုင်နေဆိုတဲ့သဘောပဲဖြစ်ပါတယ်။တခင်ဖျားနိုင်ဝမ်းမြောက်ခြင်းစုကျေစုဆိုတာဒီဘဝရဲ့တာယာပျော်ရွှင်ခြင်းသဘောတရားတွေအောင်မြင်ခြင်းချမ်းနေကျမ်းမာခြင်းချမ်းသာခြင်းတွေတဲ့များစွာပူရယ်ခက်ခဲတဲ့ခြေနေများမှာယာယီဆိုတဲ့ပျော်ရွှင်မှုကပျောက်ပြတ်တတ်တယ်ကျမ်းမာခြင်းချမ်းသာခြင်းစိတ်လုံးလိုပြည့်စုံခြင်းတွေကိမဲတဲ့အခါမှာ အပေါ်ယံစိတ်တွေမပြောကြတာဟာသဘာဝဖြစ်ပါတယ်။လောကီယာရင်နဲ့ပြည့်ဝခြင်းသည်ဝမ်းမြောက်ခြင်းရဲ့အခြေခံကိစ္စလို့ဆိုကြပေမဲ့လေဒီလောကနဲ့ဆိုင်တဲ့ယာရီသည်အချိန်မြေးဆုံးရှုံးနိုင်တယ်။လောကအရာတွေပေါ်မှာမူတည်ထားတဲ့ပျော်ရွှင်ခြင်းဟာအကန့်အသတ်ရှိတယ်။သခင်ယေရှုခရစ်တော်နဲ့အတူလျှောက်လှမ်းနေပြီးတော့မှကိုယ်ကိုဘယ်သောခါမှသာမသွားသည်ကိုသိရှိတဲ့ဝမ်းမြောက်ခြင်းတည်းသာ၍ဝမ်းမြောက်ွှင်လန်းခြင်းမရှိပါဘူး။ ဆုတောင်းကြစို့မြတ်တော်ရှင်ဖားဖျားကိုရရှင်သာသမုနှလုံးသားထဲမှာကိန်းဝတ်နေတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်တန်ရှင်သောဝိညာဉ်တော်အပြင် ကိုရရှင်သာသမုရဲ့နှလုံးသားထဲမှာကိန်းဝတ်ပြီးတော့မှဝမ်းမြောက်ခြင်းကို ဖြည့်ဆည်းပေးနေတဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်ပဝင်ခြင်းခြင်းနေတဲ့ဘလို့ရှိရှိကိုရောအပြင်သာသမုဝမ်းမြောက်နိုင်တဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်အဲ့တော့ဝမ်းမြောက်ခြင်းအပြင်တပါးသူတွေပေါ်မှာလဲဆက်လက်ပြုံးမှာ ဘုရားသခင်ရဲ့ကောင်းတဲ့တည်နေကိုဝေမျှသက်ရှင်နိုင်သောတတပိုင်ရှင်တွေဖြစ်စေတော်မူပါမပီကြီးကိုချမ်းသာခြင်းတက်ဝဲမြောက်ခြင်းတွေပြည့်စေပါသခင်ရှုခရစ်တော်ဘုရား၏နာမတော်မြတ်ကိုမြှုပ်လက်တနာခံဆုတောင်းကြပါရစေဗျာအာမင်